American စစ် engineer တဲ့စစ်အတွင်းလုံဆောင်ခဲ့ရသမျှတွေထဲမှာအခက်အခဲအကြမ်းတမ်းဆုံးလို့ American စစ် engineer တဲ့ကဗိုလ်ချုပ်ကြီးတဦးကဖွင့်ဟပြောဆိုခဲ့ရတဲ့ဒုတိယကမ္ဘာစစ်အတွင်းကဖောက်လုပ်ခဲ့တဲ့လီဒိုလမ်းမကြီးဟာအာသန်နယ်ကမြေရတာလမ်းဆုံးမြို့ဖြစ်တဲ့လီဒိုကစတင်ခဲ့ပါတယ် အဲဒီနောက်မြန်မာမတ်ဆောက်တဲ့ပတ်ကွင်တောင်ကျောလေးကိုဖြတ်ပြီးထူထပ်သိပ်သည်လာတဲ့မိုးသစ်တော်များရှိရာရှင်တွင်မြစ်ပြားပိုင်းနဲ့ဟူကောင်ကျိုင်ဝန်ကတဆင်မြန်မာပြည်တွေဝင်ရောက်လာပါတယ်မြန်မာနိုင်ငံအတွင်းကရှင်မွေရန်တနိုင်မြကြီးနာဗမော်မိုးကောင်းမြို့များကိုဖြတ်သွားပြီးတရုတ်နိုင်ငံကူမင်းမြို့နဲ့ဆက်သွယ်ထားပါတယ်။လီတိုကနေကူမင်းအထိဆိုရင်စုစုပေါင်းလမ်းကြီး1089မိုင်ရှိပါတယ်။ လီတို့ကနေမူလလမ်းဟောင်းတရုတ်မြန်မာလမ်းမကြီးနဲ့စုံတဲ့မိုင်းယူရွာအထိဆို488မိုင်ရှိပါတယ်1938ခုနှစ်မှာဖြစ်ပေါ်တဲ့တရုတ်ဂျပန်စစ်ပွဲကာလအတွင်းမှာဂျပန်တပ်တွေဟာတရုတ်စိတ်ကဲမျိုးကြီးတွေကိုသိမ်းပိုက်လိုက်ကြပါတယ်။ အဲ့ဒီအတွက်ဂျီတိန်နဲ့အမေရိကန်တို့အနေနဲ့ဂျပန်တပ်တွေကိုခုခံတိုက်ခိုက်နေတဲ့ဆန်ကေရှက်ရဲ့တရုတ်ကူမန်ဒန်ဆိုရတပ်တွေကိုစစ်လက်နက်ခဲယံထောက်ပံ့ပေးနိုင်ဖို့လမ်းကြောင်းအသစ်ရှာဖွေလာရပါတယ်။အကောင်းဆုံးထောက်ပံ့ရေးလမ်းကြောင်းကတော့ပြည်ထောင်ချပိုင်နဲ့ဖြစ်တဲ့မြန်မာပြည်ထဲကနေတရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းကိုဆက်သွယ်တဲ့လမ်းတစ်လမ်းဖောက်လုပ်ဖို့ပါပဲ။လက်ရှိမှာရန်ကုန်ကနေလာချိုအထိကမီးရထားလမ်းရှိပြီးဖြစ်တဲ့အတွက် တရုတ်နိုင်ငံကူမင်းကနေမြန်မာနိုင်ငံရှေ့မြောက်ပိုင်းလာရှိုးမြို့ကိုဆက်သွယ်တဲ့လမ်းကို1938ခုနှစ်မှာစတင်ဖောက်လုပ်ခဲ့ပါတယ်။အဲဒီလမ်းကိုတရုတ်တပ်တွေကတာဝန်ယူဖောက်လုပ်ခဲ့ပြီးစစ်ရန်တရားအင်အားရှို့ရှို့တဲတဲနဲ့လူအင်အားကိုသာအဓိကထားဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ဒီလမ်းကြီးဖောက်လုပ်ရမှာတရုတ်နဲ့မြန်မာလုံသမာနှစ်သိန်းကျော်အသုံးပြုခဲ့ပြီး1938ခုနှစ်မှာဖွင့်လှစ်ခဲ့ပါတယ်။ 918မိုင်ရှည်လျားတဲ့ဒီလမ်းကြီးဟာ Burma Road ဆိုပြီးကမ္ဘာမှာထင်ရှားပါတယ်။ Israel လွတ်လပ်ရေးစစ်ပွဲကာလအတွင်းကဂျေရုဆလင်မှာပိတ်မိနေတဲ့ဂျူးတွေကိုရိတ်ခါထောက်ပံ့နိုင်ဖို့ Israel စစ်တပ်က Tel Aviv နဲ့ဂျေရုဆလင်ကိုဆက်သွယ်တဲ့လမ်းကို ဖောက်လုပ်ခဲ့ပြီး Burma Road လို့နာမည်ပေးခဲ့ပါတယ်။မြန်မာပြည်နဲ့တရုတ်ဆက်သွယ်ထားတဲ့မြန်မာလမ်းမကြီးရဲ့မဟာဗျူဟာရှဲရှာကြပုံကိုဂုံပြူတင်စားပြီးနာမည်ပေးခဲ့တာဖြစ်ပါတယ် မြန်မာလမ်းမကြီးဖောက်လုပ်ပြီးစီသွားတဲ့အတွက်ရန်ကုန်စိတ်ကန်းကိုရောက်ရှိလာတဲ့စစ်လက်နက်ရိက္ခာတွေကိုမိရထားနဲ့လာရှိုးကိုပို့ဆောင်ပြီးမြန်မာလမ်းမကြီးကတဆင့် truck ကားတွေနဲ့ကုမင်းကိုတည်ယူကာမဟာမိတ်တို့ကတရုတ်တပ်တွေကိုရိက္ခာလက်နက်ခဲယမ်းတွေပေးပို့ကူညီနိုင်ခဲ့ကြပါတယ်ဂျပန်တပ်တွေကိုတဲအတန်ခုခံတိုက်ခိုက်နေကြတဲ့တရုတ်တပ်တွေဖို့မြန်မာလမ်းမကြီးကနေရိခခဲရန်တွေမပြတ်ရနေတဲ့အတွက်ဂျပန်တို့အနေနဲ့စစ်ပွဲကိုအပြီးအပြတ်အနိုင်ရဖို့ခတ်တွေးခဲ့ရပါတယ်။ ဒါဟာမြန်မာပြည်ကိုဂျပန်က အလင်းအမြန်သိမ်းယူဖို့လိုအပ်တဲ့အကြောင်းတစ်ချက်လည်းဖြစ်ခဲ့ပါတယ်။1942ခုနှစ်မှာရန်ကုန်ကိုဂျပန်သိမ်းပြီးသိမ်းမကြခင်မှာပဲလာရှိုးဟာလည်းဂျပန်လက်အောက်ကျရောက်သွားပါတယ်။ဂျပန်တို့ကတရုတ်မြန်မာလမ်းမကြီးရဲ့ကုန်စည်စီးဆင်းမှုကိုဖြတ်တောက်လိုက်ပါတယ်။မာမိတ်တို့အနေနဲ့တရုတ်တပ်တွေကိုကူညီထောက်ပံ့ဖို့အတွက်လေကြောင်းတစ်ခုတည်းကိုသာအသုံးပြုနိုင်ပါတော့တယ်။ အိန္ဒိယကနေတရုတ်ကိုဟိမဝန္တာတောင်ပေါ်လေရင်နဲ့ဖြတ်ကျော်ပြီးရိခါပိုးရတဲ့အလောက်ကကန့်တက်ချက်များလွန်းတဲ့အပြင်အန္တရာယ်နဲ့နှစ်ပန်းလုံးရတဲ့ခီးစဉ်ဖြစ်ပါတယ်။ဒီလေကြောင်းရိခါပိုးမစ်ရှင်နေအတွင်းမှာလေရင်အစင်40ကျော်ပြတ်ကျခဲ့ပါတယ်။အဲ့ဒီအတွက်အိန္ဒိယကနေမြန်မာပြည်မြောက်ပိုင်းကိုဖြတ်ပြီးလန်ဒလန်ဖောက်လုတ်ကတရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်ကိုဖောက်လုတ်ထားတဲ့လက်ရှိမြန်မာလမ်းမကြီးနဲ့ချိတ်ဆက်ဖို့မဟာမိတ်တို့အနေနဲ့စဉ်းစားလာရပါတော့တယ် ဒါကတော့ကမ္ဘာအကြမ်းတမ်းဆုံးတောတောင်ဒေသတွေကိုဖျက်ဆီးသွားမဲ့လီໂດလမ်းမကြီးပေါ်ပေါက်လာခဲ့တဲ့အကြောင်းပါပဲ။ဒါပေမဲ့ဒီလမ်းကြောင်းကိုဖောက်ဖို့ကြံစီခဲ့ကြတာဒါကပထမဆုံးတော့မဟုတ်ပါဘူး။19ရာစုကတည်းကပြည်ထောင်မီးရထားအင်ဂျင်နီယာတွေကအိန္ဒိယမြန်မာနယ်စပ်ပန်းဆောင်တောင်ကြားအထိစာပေးဆင်ခဲ့ပူပါတယ်။သူတို့ကပတ်ကွိုင်တောင်ပေါ်မှတဆင့်ဖူးကောင်းကြိုင်ဝမ်းကိုဖျက်ပြီးမီးရထားလမ်းဖောက်လို့ရင်ဖြစ်နိုင်ခြေရှိတယ်လို့ကောက်ချက်ရှာခဲ့ကြပါတယ်။ မီယာဒါလန်ဖောက်လို့ဘို့အဆိုပြုချက်အကောင့်ထဲပေါ်မလာခဲ့ပေမဲ့ဂျီတီချာအင်ဂျင်နီယာတွေဟာအာတန်ပြည်တဲကနေမြန်မာပြည်မြောက်ပိုင်းကိုဆက်သွယ်နိုင်မဲ့ကားလန်ဖောက်ဖို့စာပေးစင်လမ်းဥရောင်ရှာတာတွေတော့လုပ်ခဲ့ကြပါတယ်။ရှေးဥသောအိန္ဒိယနိုင်ငံအတွင်းမိုင်80အရှည်လမ်းပိုင်းကို ဖောက်လို့ဖို့စတင်ခဲ့ပါတယ်။ လီတိုလမ်းမပီးခင်ဂျပန်လက်ထက်ရန်ကုန်ကျသွားပြီးဂျီတီချာတွေဟာအိန္ဒိယနိုင်ငံအထိစုပ်ခွာခဲ့ရတဲ့အတွက်လီတိုလမ်းဟာမဖြစ်မနေဖောက်လို့ရမယ်မဟာဗျူဟာလုပ်ငန်းစဉ်တရက်ဖြစ်လာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းအကြီးကျယ်ဆုံးအင်ဂျင်နီယာလုပ်ငန်းစီမံကိန်းကြီးတွေထဲတစ်ခုအပါအဝင် ဖြစ်ခဲ့တဲ့လီတိုလမ်းကို ဖောက်လို့ဖို့တာဝန်ကိုဂျီတီချာတို့ထံကနေအမေရိကန်တို့ကလွှဲပြောင်းယူခဲ့ပါတယ် 1942ခုနှစ်ဒီဇင်ဘာလ1ရက်နေ့မှာအရှေ့ပြားစစ်သိမ်းနာပတိချုပ်ပြည်ထောင်ပို့ချုပ်ကြီးဝေဘယ်ကလီရိုလန်းကို အမေရိကန်စစ်တပ်ကတာဝန်ယူဖောက်လုပ်ဖို့အမေရိကန်ပို့ချုပ်ကြီးစတီဝဲကိုသဘောတူခွင့်ပြုခဲ့ပါတယ်။အဲဒီအချိန်မှာမြန်မာနိုင်ငံစိတ်ပိုင်းများစုဟာဂျပန်လက်အောက်ကျရောက်နေပြီဖြစ်လို့လမ်းဖောက်လုပ်ဖို့လိုအပ်တဲ့မြေမျက်နှာသွင်းပြင်းမြေမျိုးစားနဲ့ ရစ်ချောင်းနေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုကြိုတင်မရယူနိုင်ခဲ့ပဲလမ်းပေါက်နေရင်းနဲ့သာမြေပြင်အချက်အလက်တွေရတန်တမျှစုဆောင်ခဲ့ရတာပါဘူချိုဂျီစတီဝဲကလီဒိုလန်ဖောက်လုပ်ရေးကိုကုကဲဖို့လူသိများထင်ရှားတဲ့အမေရိကန်အင်ဂျင်နီယာတဦးဖြစ်တဲ့ဘူချိုရေမွန်အေဝီလာကိုတာဝန်ပေးခဲ့ပြီးလုပ်ငန်းခွင်အနီးကပ်ကြီးကြပ်ဖို့ကိုတော့အမေရိကန်စစ်မြေပြင်အင်ဂျင်နီယာဘူမူဂျီအဲရိုစမစ်ကိုတာဝန်ပေးခဲ့ပါတယ် နောက်ပိုင်းမှာ Aerosmith ကိုသူ့လိုပဲ engineer တဦးဖြစ်တဲ့ဘိုမူးကြီး Pick နဲ့အစားထိုးခဲ့ပါတယ်။ဘိုမူးကြီး Pick ဟာနောက်မှာဗိုလ်ချုပ်ဖြစ်ရာထူးတိုးမြင့်ခံခဲ့ရပါတယ်။လမ်းပေါက်ဖို့လိုအပ်တဲ့ဆက်ရန်တရားတွေကိုအမေရိကကနေမှာယူပါတယ်။မြေထိုးဆက်၊မြေညှိဆက်၊မြေခေါ်ဆက်အစရှိတဲ့ဆက်ရန်တရားတွေဟာသမုဒ္ဒရာ20နဲ့တိုက်ကြီး3တိုက်ကိုဖြတ်ပြီးလမ်းပေါက်လုပ်ရေးလုပ်ငန်းခွင်ကိုရောက်ရှိလာပါတယ်။ ဒီလိုမျိုးကနေမြန်မာနိုင်ငံအတွင်းရှိရှင်မွေရန်မျိုးအထိပထမဆုံး103မိုင်အပိုင်းကို1942ခုနှစ်ဒီဇင်ဘာလမှာစတင်ဖောက်လုပ်ပါတယ်ဒီလမ်းဟာပေ၄000ကျော်မြင့်မာတဲ့ပတ်ကွယ်တောင်ကျော်လေးပေါ်ကနေငရဲတောင်ကြားလို့ခေါ်တဲ့ပန်ဆောင်တောင်ကြားကိုဖြတ်ပြီးမြန်မာနိုင်ငံတွင်းဝင်လာပါတယ်။ဒီလမ်းပိုင်းဟာအကြမ်းတမ်းဆုံးဖြစ်ပြီးအတက်အစင်းတွေအရင်မဆောက်လွန်းတာဇက်ဇက်အချိုးကွေတွေများလွန်းတာရှောင်းမြောင်းတွေပေါ်များပြီးရွှွန့်နှုန်တွေထူထပ်တာတွေကတော့ ီလမ်းပိုင်းရဲ့ထူးခြားချက်တွေပါပဲပြင်းထန်တဲ့မုန်းတုံမိုးကလည်းလမ်းဖောက်လို့ရေကိုနှောင့်နှေးကြံ့ကြာစေသလိုငှက်ပြားယောဂဝမ်းပြက်ဝမ်းချော့ပါဝင်အနာယောဂထူပြောမှုတွေကလည်းလမ်းဖောက်လို့ရေမှာအဓိကအတားဆီးတွေပါပဲ1943ခုနှစ်ဒီဇင်ဘာလမှာရှင်မွေရန်တိမြေသားလမ်းဖောက်လို့ပြီးစီးခဲ့ပါတယ် ဒီပိုင်းပြီးစီးသွားတဲ့အတွက်မြန်မာပြည်မြောက်ပိုင်းကာမိုင်းမိုးကောင်းမြေကြီးနားဒေသတွေမှာဂျပန်ကို ခုခံတိုက်ခိုက်နေတဲ့မဟာမိတ်တပ်တွေအတွက်ထောက်ပံ့ရေးကိုပုံမှန်လုံဆောင်သွားနိုင်စေခဲ့ပါတယ်။မဟာမိတ်တပ်တွေကမြန်မာပြည်မြောက်ပိုင်းကဂျပန်တပ်တွေကိုတိုက်ထုတ်နိုင်ခဲ့တဲ့အတွက်လီရိုလန်းဖောက်လုပ်ရေးကိုအန်ဒီယေကင်းအောင်လုပ်နိုင်ခဲ့ပါတယ်။ ရှင်မွေရန်တိပထမပိုင်းပြီးတဲ့နောက်မြေကြီးနားဗမော်မျိုးများတိဆက်လက်ဖောက်လောက်က လီတို့ကနေ458မိုင်ဝေးတဲ့မိုင်းယူဆိုတဲ့ရွာမှာငကိုလမ်းဟောင်းဖြစ်တဲ့တရုတ်မြန်မာလမ်းမကြီးနဲ့ပေါင်းစုံပါတယ်။ဒီနေရာရောက်တဲ့အထိလီတို့လမ်းမကြီးဟာမြေကြီးဆယ်စင်းနဲ့ရှောင်းငယ်ပေါင်း155စင်းကိုဖြတ်ကျော်ခဲ့ရပါတယ်။တနည်းအားဖြင့်၃မိုင်ရော့ရော့လောက်မှာတရားတစ်စင်းလုံးထိုးခဲ့ရပါတယ်။ ။လမ်းမေးတစ်ပတ်တစ်ချက်မှာလေးလမပိုက်လိုင်းနှစ်လိုင်းကိုတပါးတည်းဆောက်လုပ်သွဲတန်းထားပြီးဒီဇယ်နဲ့ဓာတ်ဆီကိုထရက်ကားနဲ့ပယ်ယူစရာမလိုအောင်စီမံထားပါတယ်။ဒီလမ်းမကြီးကိုအမေရိကန်စစ်သား1000ကျွဲနဲ့ဒေသခံလုံသမား3000ကျွဲအသုံးပြုပြီးဖောက်လုပ်ခဲ့တာမှာအဲ့ဒီခေတ်ငွေကြေးတန်ဖိုးရဒေါ်လာ350လောက်ကုန်ကျခဲ့ပါတယ် ဆောက်လုပ်ရေးကာလအတွင်းအမေရိကန်စစ်သား1100တေဆုံးခဲ့ပြီးဒေသခံလုံသမားတွေကတော့ဒီတဲ့များကြီးပိုသေးကြမှာပါ1945ဇန်နဝါရီ12ရက်နေ့မှာဗိုလ်ချုပ်ပစ်ဦးဆောင်တဲ့မော်တော်ယာဉ်133စီးပါဝင်တဲ့ပထမဆုံးယာဉ်တန်းဟာလီဒိုမှစတင်ထွက်ခွာလာခဲ့ရမှာ ဖေဖော်ဝါရီ4ရက်နေ့မှာကုမင်းကို ရောက်ရှိပါတယ် ီရိုလမ်းမကြီးပြီးစီးတဲ့အချိန်မှာဒုတိယကမ္ဘာစစ်ကြီးလည်းပြီးကန်နေပြီဖြစ်လို့အသက်ပေါင်းများစွာအဆုံးရှုံးခံပြီးခဲခဲရင်ရင်ဖောက်လုပ်ခဲ့ရတဲ့တေမင်းတမန်လမ်းမကြီးဟာအချိန်ကြာကြာအသုံးတော်မခံလိုက်ရပါဘူး။ဒါအပြင်မူလကမျောလင်းထားသလိုလေချောင်းကထောက်ပံ့နိုင်မှုစွမ်းအားကိုလည်းမကျော်လွန်နိုင်ခဲ့ပါဘူး ဒါပေမဲ့ဖွင့်လှစ်တဲ့အချိန်ကနေစစ်ကြီးပြီးတဲ့အချိန်ထိရှောက်လာတာ ကာလအတွင်းခဲရန်ရိတ်ခါတန်ချိန်တသိန်း2000ကျော်ကိုတရုတ်ပြည်အတွင်းပို့ပေးနိုင်ခဲ့ပြီးထရက်ကားစီးပေါင်း2600ကျော်ကိုတရုတ်တို့ထံလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာအမေရိကန်စစ်တပ်ကလီရိုလန်အုံပြမှုကို တရားဝင်ရပ်ဆိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလီโดလန်ကို ဖောက်လုပ်ခဲ့တဲ့အမေရိကန်ဗိုလ်ချုပ်ကြီးနာမည်ကိုအစွဲပြုပြီးစတီဝဲလန်လို့လည်းခေါ်ကြပါတယ်1945ခုနှစ်မောတုံရာသီအတွင်းဗြိတိသျဗိုလ်ချုပ်ကြီးမောင်ဘက်တန်ဟာလေရင်နဲ့မြန်မာပြည်မြောက်ဖျားကပတ်ကွန်တောင်တွေပေါ်ပြန်တန်းလာရင် အောက်မှတွေ့ရတာဗာမြင့်လဲလို့သူနဲ့ပါလာတဲ့အဖေါ်ကိုမေးပါတယ်သူ့ဖော်အမေရိကန်ကအဲ့ဒါမြင်မဟုတ်ဘူးလီโดလမ်းမကြီးလို့ပြန်ဖြေခဲ့ရတယ်ဆိုတဲ့အကြောင်းစုစမတ်ရှိကြပါတယ် ဒီလိုလမ်းမကြီးဟာမိုးရင်းကာလမှာရေတွေဖွေးဖွေးနဲ့ကောင်းကင်ကကြည့်ရင်မြကြီးတစင်းလိုဖြစ်နေပုံပါပဲစစ်ကြီးပြီးတဲ့နောက်1955ခုနှစ်မှာလန်ဒန်ကနေစင်ကာပူကို ကုန်းချောင်းခရီးရှိကားမောင်းထွက်လာကြတဲ့အဖွဲ့ဟာစွန့်ပစ်ထားကြပြီဖြစ်တဲ့လီဒိုလန်အတိုင်းအိန္ဒိယကနေမြကြီးနာအထိလာခဲ့ကြပါတယ် သူတို့ဘွဲမှာပါဝင်တဲ့ Tim Slesser ဆိုသူရေးတဲ့ Fast Overland စာအုပ်မှာပန်းဆောင်တောင်ကြားကနေရှင်ပွေရန်ထိလမ်းပိုင်းကတရားအများစုဟာကျိုးပဲ့ပြက်စီးနေကြပြီလို့ဆိုပါတယ်။နောက်ပိုင်းမှာတော့နယ်မြေတည်ငြိမ်အေဂျင့်မှုမရှိတဲ့အတွက်အိန္ဒိယအစိုးရကအရှိမျောက်နယ်ဇက်ဒေတာဖြတ်ကျော်မှုတွေကိုကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ 2010ခုနှစ်မှာ BBC သတင်းတရက်ကဖော်ပြရာမှာလီโดလန်ရဲ့အစိပ်ပိုင်းအများစုဟာရှုံွယ်ပိတ်ပေါင်းနေဖုံးလွှမ်းနေပြီဖြစ်လို့ရှေးလျင်တော်အနိုင်နိုင်သွားနေရတယ်လို့ပြောပါတယ်။သွားမယ်ဆိုရင်လည်းအိန္ဒိယနဲ့မြန်မာလူမျိုးစုတပုံတွေလှောက်ရှားရနေရဖြစ်တဲ့အတွက်အန္တရာယ်ကြီးလွန်တဲ့မြေကြီးနာကတရုတ်နယ်စပ်ထိပိုင်းနဲ့တူတောင်းနဲ့အိန္ဒိယဘက်ကအပိုင်းကိုတော့အသုံးပြုနိုင်သေးတယ်လို့ဖော်ပြခဲ့ပါတယ်။ မိတ်ဆွေတို့အနေနဲ့လီဒိုလမ်းပေါ်မှာသွားခဲ့ဘူးတဲ့အတွေ့အကြုံလေးတွေရှိတဲ့ဆိုရင်လည်းအများသိအောင် comment မှာဝေမျှပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်